အားလုံးမင်္ဂလာပါဗျာဖုန်ကောင်းဒီနေ့ညနေပြန်လည်ကြိုးစားပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်က YouTube copyright အကြောင်းနဲ့ copyright မထိအောင်ဘယ်လိုလုပ်အောင်မလဲစတာတွေကိုဒီနေ့မိတ်ဆွေများမရောက်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့ YouTube မှာငွေရှာတဲ့မိတ်ဆွေများအဲ့တော့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်သွားလို့ရပါတယ်ဗျာ Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က YouTube မှာဗီဒီယိုတွေတင်တယ် copyright တွေမိတယ် အဲ့တော့ copyright mini account မျိုးမှာကျွန်တော် channel အသစ်ဆိုရပါဆို channel အသစ်မှာကျွန်တော်တို့ copyright မိတယ်အဲ့တော့ copyright ရှိတယ် copyright claim ရှိတယ် copyright strike ရှိတယ်နောက်ဆုံး reuse content ဆိုတာရှိသေးတယ်အဲ့တော့ကျွန်တော်တို့ copyright မိတယ်အဲ့ကျွန်တော်တို့ video တွေကိုဖြတ်လိုက်တယ်ကိစ္စမရှိသေးဘူး copyright claim မိတယ်ဒါလည်းအရေးမကြီးသေးဘူး video ဖြတ်လိုက်လို့ရတယ်အဲ့တော့ copyright strike ထိလို့ရှိရင်တော့ကြောက်စရာကောင်းပါတယ် copyright strike ထိလို့ရှိရင်တော့ကျွန်တော်ဒီတချို့ channel ဆိုလို့ရှိရင်ကျွန်တော်တို့ video တင်ခွင့် တလပိတ်ပါတယ်တချို့လည်းတပတ်ပိတ်ပါတယ်တချို့ channel ဆိုလို့ရှိရင်3လတိတိပိတ်တာမျိုးတွေရှိပါတယ်အရန်ရေးကြည့်ပါတယ်ဒါကြောင့်မို့ copyright strike မထီအောင်ကျွန်တော်တွေ queue site မှာဖြစ်ပါတယ်ပို့လို့အရေးကြီးတာကတော့ copy ကျွန်တော် copyright copyright strike တဲ့ပို့ပြင်တာကတော့ reuse content ပဲဖြစ်ပါတယ် ရီယူကွန်စတက်ကတော့သူများသုံးသားဗီဒီယိုကိုကပြန်လည်းပြီးအသုံးပြုလိုက်တယ် edit တင်မလုပ်ပဲနဲ့တော့မဟုတ်သူများခွင့်ပြုရမရပဲနဲ့အဲ့လိုမျိုး edit တင်သုံးလိုက်တဲ့အခါမျိုးမှာ reuse content ဆိုပြီးတော့ကျွန်တော်တို့ channel မှာအနီအောင်စာသားလေးနဲ့ reuse content ဆိုပြီးတော့လာပေါ်ပါတယ်အဲ့ဒါအရင်ကကြောက်စရာကောင်းပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကငွေရနေတဲ့ channel ဆိုရင်ငွေမရတော့ဘူးငွေမရသေးတဲ့ channel channel အသက်ဆိုလို့ရှိရင် monetization အောင်ဖို့ခက်ခဲသွားတယ်ဒါအပြင်ကိုဗီဒီယိုတွေတင်ဖို့အတွက်လည်းတင်မရတော့ဘူးသူကြတော့စာပေကိုတည်တံ့ပြန်လုပ်ပေးရမှာဖြစ်ပါတယ် အပီအပြင်တင်ပေးရတယ်ပေါ့ဗျအပီအပြင်တင်ပေးမယ်ဆိုရင်ဘလို့တင်မလဲအဲ့တော့ကျွန်တော်တို့ဒီကျွန်တော်တို့ channel ကလူအစ်စ်ရှိကြအောင်ဒီ channel ကကျွန်တော်တို့တကယ်လုံနေကြအောင်ကျွန်တော် face to face တွေဒီလိုမျိုးခုလိုမျိုးပြောနေရလေးတွေရိုက်ပေးရတယ် like တွေပါလွှင့်ပေးရတယ်စပြီးသူ့ဘက်က YouTube ဘက်ကယုံကြည်မှုရှိတော့အောင်ကျွန်တော်ကအများကြီးပြန်လုပ်ပေးရမျိုးတွေရှိပါတယ်အဲ့ကြောင့်အချိန်လဲကြာသလိုကျွန်တော်တို့ငွေဝင်တဲ့ channel ဆိုရင်ငွေတွေမဝင်တော့ဘူးငွေစည်းစိမ်တွေရပ်တန့်သွားတယ် ဝင်မဝင်သေးတဲ့ channel ဆိုရင် monitor ကြီးအောင်ဖို့အရန်ကိုခက်ခဲသွားပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့တွေ give site မှာဖြစ်ပါတယ်။အဲ့တော့ copyright claim လည်းမထိတာကောင်းတယ်။ copyright လည်းမထိတာကောင်းတယ်။ copyright strike လည်းမထိတာကောင်းတယ်။ risk content လည်းမထိတာကောင်းပါတယ်။ဘာမှမထိလေကောင်းလေပါပဲ။အဲ့တော့ကျွန်တော်တို့ကဒီဒီကျွန်တော်တို့ကကျွန်တော်ဗီဒီယိုတွေဖန်ဖန်တီးတယ်ဗီဒီယိုတွေဖန်တီးရဲ့ music တွေဖန်တီးတယ်အဲ့တော့ movie တွေဖန်တီးတယ်တခြားသောခြားတော့တခြားသောဗီဒီယိုတွေဖန်တီးတယ် ်ကွန်ပျူတာတွေလာပြီးတော့ထိတယ်ကွန်ပျူတာတွေလာမိတယ်အဲ့တော့ channel အစ်စ်လုံးဝမလျှောက်ရသေးဘူးဆိုလို့ရှိရင်တက်လာအတွင်းမှာတက်လာအတွင်းမှာကွန်ပျူတာရဲ့၃ကထိလို့ရှိရင်အဲ့ channel monitor အောင်ဖို့အရန်ခက်ခဲသွားပါတယ်အဲ့လိုပဲကျွန်တော်တို့၃ကတက်ကြော်လုံးမိထိမယ်ဆိုလို့ရှိရင်တော့ monitor ရှင်းအောင်ဖို့ကအရန်ကိုခက်ခဲသွားမှာဖြစ်ပါတယ် copyright strike ကိုကျွန်တော်တို့တက်လာအတွင်းမှာเนาะတက်လာအတွင်းမှာပထမတစ်ကြိမ်ထိလို့ရှိရင်တစ်ပတ်သုံးမဟုတ်ကျွန်တော်တို့နှစ်ပတ်သုံးမဟုတ်ကျွန်တော်တို့လအကန့်သတ်မရှိတော့အဲ့လိုမျိုးဗီဒီယိုတင်ခွင့်နဲ့ပိတ်ထားမျိုးလေးရှိတယ် အဲ့တော့ကျွန်တော်ကတလအတွင်းမှာ computer strike 3ငါထိသွားမယ်ဆိုလို့ရှိရင်เนาะဘလောက်ပဲ channel ကြီးကြီးဘလောက် subscribe ပဲများများဘလောက်ဝင်ဝင်ရတဲ့ channel ပဲဖြစ်ဖြစ်လုံးဝပြည့်စုံသွားမှာဖြစ်ပါတယ် YouTube ကနေပြီးတော့အဲ့တော့တလအတွင်းမှာ computer strike 3ငါထိတဲ့ channel ကိုလုံးဝဖြတ်ပြတ်မှာဖြစ်ပါတယ်ဒါကြောင့်မို့ computer strike ကအရင်ကအရေးကြီးပါတယ်ကျွန်တော်ကိုယ်နဲ့လက်တစ်ခါမိဘူးပါတယ်အရင်ကကြောက်ရွံ့ကောင်းပါလေကျွန်တော်တွေ3လကျွန်တော်တွေ3လတိတိတို့ကကျွန်တော်တွေဗီဒီယိုတင်ခွင့်နေပိတ်ပါတယ် အဲ့လိုပိတ်တာကိုကျွန်တော် APA ဒီဘက်ပြန်တင်ပြန်ပြီးအယူခံနေဝင်လိုက်တော့ကျွန်တော်ရဲ့ဗီဒီယိုတင်ခွင့်ကိုနှစ်ပတ်ပဲသုံးပတ်ပဲကျွန်တော်ပိတ်လိုက်ပါတယ်နှစ်ပတ်သုံးပတ်တွင်မှာကျွန်တော်အခုလိုလိုက်ပြီးလွင့်ပြရတယ်ဒီလို face to face အကြောင်းတွေကျွန်တော်ပါဒါကျွန်တော်ဒီ channel ကကျွန်တော်လုတ်ပါတယ်ဆိုအကြောင်းတွေကိုပြန်လည်ပြီးတော့ request လုတ်ရတယ်အဲ့လိုရှားမှပြန်လည်ပြီးတော့အဆင်ပြေသွားတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေအဲ့တော့ YouTube မှာငွေရှာတဲ့မိတ်ဆွေတွေ copyright ကိုအထူးသတိထားမှာဖြစ်ပါတယ်ခဏခဏမထိပါသေးနဲ့ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်က copyright ဘယ် channel တွေထိလဲဆိုတော့ music channel တွေကျွန်တော်တို့တွေသူများဗီဒီယိုတွေရေးသုံးတဲ့ channel တွေဟာတာ channel တွေအဲကျွန်တော်တို့တခြားသော channel တွေအများကြီးတွေထိတာမျိုးတွေရှိတယ်အဲ့တော့တချို့တချို့တော့ကိုယ်ပိုင်ဗီဒီယိုလောက်တာပဲဒါပေမဲ့နောက်ခံဒူတူတိုင်းတဲ့ music တွေ ထိတာပဲအော်တခါကြလို့ရှိရင်ကျွန်တော်ဆွဲလိုက်တဲ့ template တွေမှာ template တွေမှာကျွန်တော်မိတ်ဆွေများခု2 3ပြီးရမှာတော့ကျွန်တော်တွေအခုလိုမျိုး celebrity တွေအဲကျွန်တော်တွေရုပ်ရှင်တွေ actor တွေအထူးသဖြင့်ပြပကောင်ပေါ့နော်ကျွန်တော်တခါထိတော့ဆိုလို့ရှိရင် Bruce Lee ပုံနဲ့ကျွန်တော် template တွားလုပ်မိလိုက်တာ ကျွန်တော်ရဲ့ channel copy right လဲထိသလို copy right strike လဲထိသွားပါတယ်ဒါမျိုးတွေရှောင်မယ်เนาะကျွန်တော်တွေကျွန်တော်တွေ adder တွေ and address လေးတခြားသောပြပကျွန်တော်ရုပ်ရှင်ရုပ်ရှင် log လူတွေ celebrity တွေရဲ့ပုံတွေနဲ့ကျွန်တော်တွေ thumbnail တွေပါတယ်မလုံးမိပါစေနဲ့တချို့သောပုံတွေက copy right တွေယူထားတင်ထားပါတယ် copy right strike တွေကြီးထိသွားနိုင်ပါတယ်အဲ့လိုပဲပဲเนาะကျွန်တော်တချင်းနဲ့လုပ်တယ်တချင်းတချင်းလုပ်တဲ့အခါမျိုးမှာ ဥပမာဥပမာဆိုကြပါဦးသူကျွန်တော်ကဒီဖြိုးပြေစုံတခြင်းနဲ့ကျွန်တော်တွေအဲကျွန်တော် slide show ပုံစံနဲ့ကျွန်တော်တွေဟိုပုံလေးတွေပုံအလားလေးတွေဗီဒီယိုအလားလေးတွေအဆွေမှုလေးတွေကို Pinterest မှာ download ဆွဲတယ် download ဆွဲပြီးတော့အဲဗီဒီယိုလေးကိုအတန်ဖြောက်ပြီးတော့ကျွန်တော်ကျွန်တော်ကြိုက်တဲ့တခြင်းထပါတော့ဖြိုးဖြိုးပြေစုံတခြင်းကိုကျွန်တော်ထည့်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုတ်ဖန်တီးလိုက်တယ်ကျွန်တော် YouTube ပေါ်တင်လိုက်တယ် copyright မိတယ် အဲ့လိုပဲဘာကြောင့်မိတာလဲဆိုတော့ဘာကြောင့်မိတာလဲဆိုတော့ကျွန်တော်တို့တချို့ကလည်းမိတယ်တချို့ကလည်းမမိဘူးပေါ့အဲ့တော့မမိတဲ့လူကဘာကြောင့်လဲမိလို့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအုံနာပေါ့နော်အုံနာဒီဒီဖြိုးပြစုံဆိုတော့ကိုယ်တိုင်ကသူ့ရဲ့တခြင်းကိုသူ့ရဲ့ channel မှာအရင်ဆုံးတင်မိတာဖြစ်တယ်နံပါတ်၁ချက်နံပါတ်၂နံပါတ်၂နံပါတ်၂ချက်ကတော့သူ့ကိုယ်တိုင်ပေါ့နော်ဒီဟာကိုကျွန်တော်တို့ copyright ကျွန်တော်တို့ထိအောင်လို့သူကသူက ုံနာပါပေါ့နော်ပိုင်ရှင်အမှန်တူဆိုတော့တော့ဒီမှာတင်ထားတာမျိုးလည်းရှိတယ်အဲ့လိုလည်းတင်ထားလို့ရတယ်ကျွန်တော်မိတ်ဆွေများလည်းကိုဖန်တီးတဲ့ဗီဒီယိုကိုဖန်တီးထားတဲ့မျိုး music တွေကိုရဲ့ရုပ်ရှင်တွေကိုကိုရဲ့တခြားလူတွေယူရင်း computer ထိအောင်လို့တပိုင်းတစားမှယူသုံးခွင့်မရအောင်လို့လည်းကျွန်တော် YouTube ကိုသွားပြီးတော့တင်ဝင်သွားပြီးတော့တင်ထားလို့ရတယ်အဲ့လိုမျိုးတင်ထားတဲ့ music တွေဗီဒီယိုတွေပုံတွေစာတွေအားလုံးယူသုံးမိလို့ဆိုလို့ရှိရင်ကျွန်တော်တို့ channel မှာ copyright ထိပါတယ်ဒါကြောင့်မို့ ျွန်တော်မိတ်ဆွေများကျွန်တော် channel တွေကို copy တဲ့မထီအောင်လို့လုပ်သိကြပါတယ် copy တဲ့မထီအောင်ဘယ်လိုလုပ်မလဲအဲရှင်းပါတယ်အဲ copy ပြောဆိုကျွန်တော်တို့ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်မှာဖန်တီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတန်ထည့်မယ်ကျွန်တော်ရဲ့အတန်ကိုတုံးမယ်โอเคအကျွန်တော်အတန်ဘယ်လိုတုံးမလဲဥပမာကျွန်တော်အတန်တုံးလို့ တုံးပြီးတော့ဗီဒီယိုလုပ်တဲ့နည်းတွေကျွန်တော်အများကြီးတင်ပြထားတယ်ကျွန်တော်တင်နေသားရဆိုတော့အကုန်သိပါတယ်เนาะအဲ့တော့အများကြီးရှိတယ်အဲ့တော့ဥမဥမဥမဆိုကြပါဆိုဒီကျွန်တော်တို့ကဟင်းချက်တော့ဝန္ဒနာပါတယ်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်ဟင်းချက်တဲ့ဗီဒီယိုရှာလိုက်တယ်အဲ့ဗီဒီယိုယူလိုက်တယ်အဲ့ဗီဒီယိုအတန်ဖြောက်လိုက်တယ်ဗီဒီယိုအတန်ဖြောက်ပြီးတော့ကျွန်တော်တို့ကအဲ့ထားတွေကိုကြည့်ပြီးတော့အာဒါတော့ဘယ်လိုချက်ပါတယ်ဘာပြီးတော့ဘာဘာဘာပြီးတော့ဘာထည့်ပါတယ်ဟာမွေးသောဘာလေးထည့်ထည့်ပါတယ်အဲစပစ်ပေါ်တော့ဘယ်ချိန်မှချပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့ကအနောက်ခံစကားပြောပြီးုံပဲပြီးလို့ရှိရင်ကွက်တိပြောပြီးတော့ကျွန်တော်တို့ကွက်တိပဲအဲ့ဒါပြီးတော့ export ထုတ်လိုက် ရပြီတခုတော့ရှိတာပေါ့နော်ကျွန်တော်တို့ကအစားအသောက်ဝါသနာပါဖို့တော့လိုတာပေါ့အဲ့လိုပဲနေပညာအကြောင်းညာဝါသနာပါတာလားခီသွားတာဝါသနာပါတာလားသုံးမဟုတ်ကျွန်တော်တို့ဘာဝါသနာပါလဲပေါ့ကိုဝါသနာပါရလမ်းကြောင်းတစ်ခုကိုသွားမှဖြစ်ပါတယ်ဘာပဲလို့လို့ကိုကိုဝါသနာပါရကိုလုံမတာလေရေရှင်မှာယက်တည်နေမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဟိုဟာတင်းလိုက်ဒီရတင်းနဲ့ဟိုလိုဒီရလည်းလှုပ်လိုက်တကြတွေ့ရကောက်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့တက်တက်ကက်တွေပျောက်ပြီးတော့ကြောင်ပြော့သွားတတ်ပါတယ် အဲ့လိုကြောင်ပြတ်မသွားအောင်လို့အရင်ကတည်းကကျွန်တော်တို့ဝါနာပါရလမ်းကြောင်းတစ်ခုပဲရွေးတင်ပါတယ်ဟုတ်ပြီဝါနာပါရလမ်းကြောင်းရွေးမဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုး fit to pay ပါလဲရတယ် fit မပါခြင်းဆိုလို့ရှိရင်ကျွန်တော်အတန်လင်းတွင်းမယ်အဲ့ဒါလေးတစ်ခုတော့လုတ်ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်မိစင်မလည်းကြည့်ဦးမှာပါကျွန်တော်တို့မို့ကျွန်တော် movie record လုပ်တဲ့လူတွေတချို့ movie တွေဆိုလို့ရှိရင်တနိုင်ကြတယ်အဲ့ဒါကို15မိနစ်နဲ့အမြင်သူပြောပေးသွားတာအရင်မိုက်တယ်နော် အဲ့ဒါအဲ့ဒါရမ်းမိုက်တယ်အဲ့လိုပြောလို့လည်းရတယ်အဲ့လိုပြောပြီးဝင်ရှာတဲ့လူတွေအဲ့တော့တလောက်ကိုကျွန်တော်ကျွန်တော်တွေ20 30ရလူတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်နောက်ခံစကားပြောပေးတာအဲ့ movie တစ်ခုလုံးကိုကျွန်တော်တွေသူဆွေဆွေ record နဲ့ဖမ်းလိုက်တယ်တော့မို့ download လိုက်တယ်ပေါ့ download ပြီးတော့မလိုအပ်မလိုအပ်တဲ့ဘိုင်းကိုဖိညက်ကလုတ်လိုက်တယ်ပြီးလို့ရှိရင်တော့အဲ့ဒီအတန်အကုန်ဖျောက်လိုက်တယ်ပြီးရင်အနောက်မှာသူအဲ့အတန်လေးအမြင်ပြောပေးတယ်မြင်တဲ့နေနေအောင်မြင်လိုက်တယ်နှိမ့်တဲ့နေနေအောင်နှိမ့်နှိမ့်လိုက်တယ်ပေါ့အဲ့လိုမျိုးလုတ်ပြီးတော့ငွေရှာလို့လည်းရပါတယ်ဒါတွေမဟုတ်ဒါတွေမဟုတ်သေးပါဘူးကျွန်တော်တို့ကဒီ AI မှာသွားပြီးတော့မြန်မာနိုင်ငံရဲ့အလဆုံးနေရာများငါးခုကိုဖော်ပြပေးပါဆိုရင် AI ကနေပြီးတော့ပြောပြတယ်အချောင်းသားငပလီဘာညာကြိုက်တီကိုဘာညာအကုန်သူပြောပြတယ်အဲ့ဒါလေးလေးကိုကျွန်တော်တို့ကမြန်မာနိုင်ငံရဲ့အလဆုံးနေရာ၅နေရာကိုကျွန်တော်ပြောပြပြမှာဖြစ်ပါတယ်အဲ့ဒါနံပါတ်1နံပါတ်2ကဘာနံပါတ်1ကဘာနံပါတ်3ကဘာဆိုပြီးတော့ ကျွန်တော်တွေအတန်လင်းသွင်းပေးရုံပဲအဲ့တော့ဘုရားကျွန်တော်ပြောမယ့်ဟာတွေကိုလည်းဒီ AI AI မှာလည်းတခါတည်းသူကပြောပြပြီးသားပုံစံကျွန်တော်တို့ကလွယ်လွယ်တကူတောင်းခက်ခက်ကျွန်တော်ရေးနေစာမလို့သူသူကိုနိုင်ကွာကျွန်တော်တို့ script ရေးပြီးသားပုံစံမျိုးဖြစ်နေတယ်အဲ့တော့ကျွန်တော်ဘာလို့လဲအတန်သွင်းမယ်အဲ့တော့သူပြောတဲ့ပုံလေးတွေကို Google မှာရှာမယ်ပြီးတော့ slash ပုံစံနဲ့ပြန်ပြီးဗီဒီယိုတစ်ပုတ်လုပ်မယ်ပြနေပြီဗျာအရန်လွယ်နေပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့တော့ copy right တွေမထိချင်မှုရေရှည်မှာ YouTube မှာငွေရှာခြင်းတယ်အဲ့တော့ရေရှည်သွားခြင်းတယ်ပုံမှန်ဝင်ငွေလေးရခြင်းတယ်ဆိုလို့ရှိရင်အကောင်းဆုံးကတော့ကျွန်တော်တို့အတန်ထဲမယ် ကျွန်တော်အတန်ထဲမယ်အာသုံးမဟုတ်လဲကျွန်တော် face to face လို့ထဲမယ်သုံးမဟုတ်နောက်တစ်ခုလုတ်လို့ရတာသေးတာနောက်တစ်ခုရလုတ်လို့ရသေးတာ reaction video ပေါ့နော်အဲ့တော့ကိုကိုကိုပညာလို့ပေါ့အဲ့ reaction video လဲလူကြည့်တာအရင်များပါတယ်အဲ့တော့ဒီဘက်ဘေးမှာကိုပြချင်းတဲ့ video ပြမယ်ဒီဘက်ကတော့ကျွန်တော်တို့ကျွန်တော် video face to face တွေကိုပြတယ်အဲ့တော့ကိုကအဲ့လိုမျိုးဟာတာပညာပြောတတ်တယ်သုံးမဟုတ်ဘယ် video ပဲဖြစ်ဖြစ်နော်ဘူးဘူးတူတရရတဲ့ video ပဲဖြစ်ဖြစ် အဲ့တော့ဗီဒီယိုတပုတ်ကိုကျွန်တော်တို့ကကြည့်လိုက်တယ်အဲကြည့်ပြီးတော့ကျွန်တော်အဲ့ဒါကိုပြောတတ်တယ်လို့ပြောပေါ့နော်ဘာမှမပြောတတ်လဲထိုင်ကြည့်နေလို့ရတယ်ဒါပေမဲ့ကို့ဗီဒီယိုနည်းနည်းသေးထားလို့ရတယ်ကြည့်ထားလို့ရတယ်အဲ့လိုလုပ်နေလို့လည်းကျွန်တော်တင်ပြတာရှိပါတယ်ဂရက်တယ်လို့ဆိုလို့ရှင်အဲ့တော့ copyright တွေမမိအောင်ဘယ်လိုလုပ်ရမလဲ copyright မိရင်ဘယ်လိုကြောက်ရအောင်လဲဆိုတော့မိတ်ဆွေပြန်အားလုံးသိရှိသွားပြီထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော် copyright မိတာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာလေးကိုဆက်လက်ပြီးများပေးမှဖြစ်ပါတယ် channel တက်လို့ဆိုရင် like subscribe နဲ့ပြီးအားပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဗျ bye bye